ဒီကလေးနာတော်ကြီးနမောငါကျက်စီဝါတဲ့ အမျက်လဲပြီးအသက်ရှည်တကားဦးလေဦးလို့ဓမ္မဒေါက်တာချောချောယူလို့မိသားတစုဟာလေဟုတ်လားအမျက်ပြေဖို့နာဘာလို့မလို့နမောတတနဲ့ဘုရားရှိခိုးပါလို့ဒီလိုလေးနော်နောက်ပြီးတော့စီပါတက်ချင်ရင်ဘာလို့မလို့နမောတတနဲ့ဘုရားရှိခိုးပါအသက်ရှည်ကြပါလေတော့နမောတတနဲ့ဘုရားရှိခိုးပါအဲ့တော့ဆိုတော့ရရလေ နမောတတဘဂဝါတောအရဟတောသမ္မာသဗုဒ္ဓတာသုံးပေါင်းစုတဲ့ပြီးလို့ရှိရင်ဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃတရဏံကိစ္ဆာမိတရဏဘုံပူဇော်ပြီးရင်ဤကောင်းမှုကြောင့်ဘုရားတပည့်ရောဘုရားတပည့်ရောမယမဘုရားစေရှမ်းသာဘုရားစေအစုံမဲ့ဘုံနိဗ္ဗာန်ရဘုရားစေနောက်ပြီးတော့ဤကောင်းမှုတိကျတော်ရဲ့အဖို့ဘာကမှမများတော့ဘုကိုမဆောင်ကြကိုဆောင်နိုင်တယ်ကွာ အကုန်လုံးနမြတ်နှကောင်းနာအပေါင်းတို့ကိုအမြတ်တမ်းပေးပြီတဲ့ဒါဆိုလို့ရှိရင်ဟုတ်လားဘုရားရှိခိုးခြင်းကိစ္စပြီးတယ်အလုံးရှုပ်လို့ရှိရင်လည်းပဲဒါက3မိနစ်လောက်လေးပဲရှိတာเนาะအဲ့လိုလေဘုရားရှိခိုးလို့မရဘူးလားမရပါဘူးဗျာအဲ့တော့ဘုရားရှိခိုးရဲ့နမောတတဆိုတာလေးလေအဲ့တော့ဒီနမောတတမှာကဘင်္ဂဘာလို့တဲသူမကပွဲတော်မူကြဘုံတော်ဘုရားရှင်နဲ့ဘုရားရှင်နဲ့ရှိခိုးခဲ့တဲ့ဘုရားရှိခိုးနီးပါတဲ့เนาะဟုတ်လား အကကြတော့ဘာပဲပြောပြောပညာရှာတဲ့အရွယ်မှာနမောတတကိုနေစဉ်နေစဉ်လာစဉ်လာစဉ်နေစဉ်နေစဉ်ရှိခိုးနိုင်သွားပြီဆိုလို့ကြည့်ရင်ပညာပန်းနိုင်လက်ကင်လို့ရတယ်။ဥစ္စာစည်းဝါးချာချာနဲ့အရွယ်မှာလည်းပဲနမောတတနဲ့အနေတိုင်းနေတိုင်းတရက်မှမပြတ်ဟုတ်လားတလမှမလတ်မဲနဲ့တနေ့မှမကျော်မဲနဲ့အဲ့လိုမျိုးပူဇော်နိုင်သွားပြီရှိခိုးနိုင်သွားပြီဆိုလို့ကြည့်ဥစ္စာစည်းဝါးဒီအလားကဲ့သို့တိုးတဲ့တက်တဲ့တိုးတက်တဲ့ နောက်ပြီးတော့သန္တရာတခွင်လက်လက်စင်မှာလည်းပဲနမောတသနဲ့ဘုရားကြီးကိုပြီးတော့တရက်တကုံပူဇော်ထားမယ်ဆိုလို့ရှိရင်နဲ့အပယ်ပိတ်တယ်ဗာပိတ်တော့အပယ်ပိတ်တယ်ဒါကြောင့်နမောငါရဲ့စီဝါတဲ့အမျက်လက်ပြီးအသက်ရှိတဲ့အခါကျတော့နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာလို့ပုတ်ငါးပုတ်ရှိတယ်ပုတ်ဘယ်နှပုတ်ရှိတော့ငါးပုတ်ပါဗျာ အဲ့ဒါမှာသင်္ချာမှတ်မှတ်ကြည့်မယ်ဆိုလို့ရှိရနမောဆိုတာကပါဠိလိုမြန်မာပြန်တဲ့အခါကျတော့ရှ िख ိုးပါဤနမောကပါတယ်နော်ရှ िख ိုးပါဤဟုတ်လားအဲ့တော့နမောပြီးပြီဆိုလို့ရှိရင်တတနမောပြီးပါပါလေတတတနာဆိုတာကမြတ်စွာဘုရားအာပြောကြည့်ပါပါလေမြတ်စွာဘုရားအာ နမောတတကိုမြန်မာပြန်ပြောကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားအရှိခိုးပါ၏ဒါရဲတော့မြတ်စွာဘုရားအရှိခိုးပါ၏အဲ့တော့နမောဆိုတဲ့ပုံရဲ့တတဆိုတဲ့ပုံရဲ့နှစ်ပုံပြီဘဂဝတော်ဆိုတဲ့ပုံတဲ့ဘဂဝတော်ဆိုတဲ့ပါဠိကမြန်မာပြန်ဘလိုလာလဲဆိုလို့ရှိရင်ဘုံတဘိုးရှိတော်ဒါရဲတော့ဘုံတဘိုးရှိတော်ဟုတ်လား အဲ့တော့ဘုံတဘိုးဆိုတာတဘိုးတဘိုးဆိုတာမြေရှိုးမိုးမြာမှတဘိုးရှိတာမဟုတ်ဘူးเนาะဟုတ်လားအဲ့တော့ကိုလိုတာရတာလည်းတဘိုးပဲကိုလိုချင်တာနှုတ်နေရတာလည်းဘာဖြစ်လို့တဘိုးပဲကိုစားချင်တာစားနေရတာလည်းဘာဖြစ်လို့တဘိုးပဲကိုဝှက်ချင်တာဝှက်နေရတယ်ဘာဖြစ်လို့တဘိုးပဲအဲ့တော့တဘိုးဆိုတာက အမှန်တကယ်ဆိုရင်မြေချိုးမိုးပြာမှတဘောမဟုတ်ပါဘူးဖြစ်ချင်တာဖြစ်လောက်ချင်တာလောက်နေရလို့စားချင်တာစားနေရလို့ကျင်သွားချင်တာသွားနေရလို့အရာရာမှလွယ်ကူတယ်ဆိုရင်တကိုးရှိတယ်အရာရာမှပါမယ်နော်လွယ်ကူတယ်ဆိုရင်တကိုးရှိတယ်အခါကျတော့နမောယေတတယေဘဂဝတောယေဘဂဝတောဆိုတဲ့ပုဂ္ဂိုလ်ဘုံတကိုးရှိတော့အဲ့တော့နမောနန္ဒဘဂဝတောကိုမြန်မာပြန်ပြောကြည့်မယ်ဆိုလို့ရှိရင် ဟောလာတကိုးရှိတော်မြတ်စွာဘုရားအားရှိခိုးပါ၏ပြောကြည့်ပါပါလေတကိုးရှိတော်မြတ်စွာဘုရားအားရှိခိုးပါ၏တကိုးရှိတဲ့မြတ်စွာဘုရားကိုနမောတတာနဲ့မလုပ်တာပါလေရှိခိုးလိုက်တာဘုဒ္ဓံတရဏဒေသမိဓမ္မံတရဏဒေသမိသံဃံတရဏဒေသမိ ဘာလဲပူဇော်တော့တရဏဘုံလဲပူဇော်တယ်အဲ့တော့နမောယေတတယေဘဂဝတောယေအရဟတောဆိုတဲ့ပုဂ္ဂိုလ်အရဟတောဆိုတဲ့ပုဂ္ဂိုလ်ကဘာမြမပြိုက်ဘလိုလာတော့ဆိုလို့ရှိရဲ့နဲ့စိတ်ကောင်းရှိတော်လို့မှန်ဘလိုမှန်နော်စိတ်ကောင်းရှိတော်ဟုတ်လားအဲ့တော့မြားကျင်နိုင်မြားကျင်နိုင်ဟာစိတ်ကောင်းရှိတယ်ဘုရားရှင်နဲ့ဘုရားရှင်နဲ့ဘာဖြစ်လို့စိတ်ကောင်းရှိတယ် အဲ့တော့စိတ်ကောင်းရှိလို့ဟုတ်လားဒီပင်ကနာရှင်ရည်သိဘဝလုံးကလေဟုတ်လားအဲ့တော့သူမိသားရှင်ရည်သိဘဝကဒီပင်ကနာမြတ်စွာဘုရားထာမှာဟုတ်လားမလုပ်တာတော့ဆိုလို့ရှိရင်ဟုတ်လားဘုရားစုပန်တာญาတိခန္ဓာနော် ဲ့တော့ဗျာဒိဋ္ဌိကလည်းဆိုလို့ရှိရင်အမှန်တကယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုသွားလို့မရဘူးလားရလားရတာပေါ့မသွားမင်းတတ္တဝါတွေကိုတဏှာငဲ့ညာတော့အာပြီးအစိတ်ကောင်းချီးလို့ချွေရှုဖို့လာဆိုပြီးဗျာပြီးကိုစုပန်ခဲ့တယ်အဲ့တော့ဗျာရှင်နဲ့ဗျာရှင်နဲ့ဒိဋ္ဌိဝါလို့တဲသူမကပွင့်တော်မူကြပုံတော့ဗျာရှင်နဲ့ဗျာရှင်နဲ့ဟာပါရမီတွေမဖြည့်ခဲ့ရတာဖြည့်ခဲ့ရတာဖြည့်ခဲ့ရတာပေါ့ဟုတ်လားအဲ့ဒါအဲ့ဒီပါရမီတွေဖြည့်တာက စိတ်ကောင်းကောင်းနဲ့စိတ်ကောင်းရှိပြီးတော့ဖြစ်ရတာဟုတ်လားအဲ့တော့ဒီကနေ့ကုသိုလ်ရှင်မိသားစုတို့တွေဟုတ်လားအခုဒီလိုဟိုအန္တရာယ်ကင်းစွမ်းလူတိုင်းနဲ့ဆိုတာလည်းဘာကောင်းရှိလို့တော့စိတ်ကောင်းရှိလို့ဘုရားရှိခိုးတာဘာကောင်းရှိလို့စိတ်ကောင်းရှိလို့မဒီစိတ်ကဘာကောင်းရှိလို့စိတ်ကောင်းရှိလို့တဲ့ဟုတ်လားအဲ့တော့အဲ့ဒါနမောတတရဲ့နမောရဲ့တတရဲ့ဘဂဝါတော်ရဲ့နောက်ပြီးတော့ အရဟတော်ရဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်နဲ့ဟုတ်လားမြန်မာပြန်ပြောကြည့်ပြီဆိုလို့ရှိရင်စိတ်ကောင်းရှိတော့တကူရှိတော့မြတ်စွာဘုရားဟာရှိခိုးပါ၏နမောလေးချက်ပြီးပြီနော်နမောဘယ်နှချက်တော့လေးချက်ပါဘုရားဒါကြောင့်မလို့နမောရဲ့တတ်တာရဲ့ဘဂဝါတော်ရဲ့အရဟတော်ရဲ့နောက်ဆုံးပါတယ်တော့နာမသာဗုဒ္ဓတ္တ တမ္မာတမ္မာနာဆိုတဲ့ဘုရားဘာကိုပြောတာလို့ဆိုလို့ရှိရင်အမှန်ကိုသိတော့တဲ့ဘာကိုသိတော့ရောအမှန်ကိုသိတော့တဲ့အမှန်ကိုသိမှအမှန်ကိုမြင်မှအဲ့ဒါမှသာလျင်တဲ့လောကီလောကုတ်နှစ်ပြားသောအလုံးတွေမှာလောကီအတွက်ဆိုရင်လည်းပဲကြီးပွားမယ်ခြားသားမယ်လောကုတ်တာအတွက်ဆိုလို့ရှိရင်ခန္ဓာပြုတ်ပြီးနိဗ္ဗာန်ရနိုင်တယ်အဲ့တော့ဒီအမှန်ကိုသိတော့ဆိုလို့ရှိရင်သစ္စာလေးပါးကိုကြည့်ကြည့်လိုက်လေဒုက္ခ သစ္စာသမုဒိယသစ္စာនិရောဓသစ္စာမေကသစ္စာတဲ့ဟုတ်လားအဲ့တော့ခန္ဓာကိုယ်ကြီးမှကြည့်လိုက်တဲ့အခါကျတော့အမှန်ကိုမြင်ဖို့ကြည့်မယ်ဆိုလို့ရှိရင်ပရိသတ်သမုပ္ပတ်အနည်းနဲ့ဆိုလို့ရှိရင်အိုးပရိသတ်သမုပ္ပတ်မဟုတ်သလိုဘုရားကြီးရဲ့စဝိုင်းထဲမှာပါတာနာမတိအကွက်ထဲမှာမာရီပါတော်ဆိုလို့ရှိရင်တည်ကြည့်လိုက်အဝိဇ္ဇာရဲ့သင်္ခါရရဲ့ဘာရဲ့ဘာရဲ့ပါတော့အဝိဇ္ဇာရဲ့သင်္ခါရရဲ့ အဝိဇ္ဇာတဲ့မြန်မာပြန်တော့မသိမြန်မာပြန်တော့ဘာလဲတော့မသိတာပါဖြစ်သင်္ခါရတဲ့မြန်မာပြန်တဲ့အခါကျတော့ပြုတ်လုတာဘာလို့တော့ဗာလေပြုတ်လုတာပါဖြစ်အဲ့တော့တို့နှစ်ခုကိုပေါင်းမဲ့ဆိုလို့ရှိရင်မသိလို့ပြုတ်လုတာမသိလို့လုတ်တယ်လို့ဒီလိုသိသဘောကြနော်ဟုတ်လားအဲ့တော့အတိတ်အရာကိုပြန်ပြီးတော့အတိတ်အနာဂတ်ကိုပြန်ခွဲမဲ့ဆိုလို့ရှိရင်အဲ့ဒါအတိတ်ဘဝဘယ်ဘဝတော့အတိတ်ဘဝဘယ်တော့မှတော့ဆိုရင်အတိတ်တုန်းကအဝိဇ္ဇာနဲ့ သင်္ခါရမသိလို့လောကလောဘုရင်တို့တရားဟောတရားနာရေခန္ဓာ၅ပါးရဗာဟ၅ပါးရနော်ခန္ဓာ၅ပါးရခန္ဓာ၅ပါးရလေဒီခန္ဓာ၅ပါးကြာကြည့်မယ်ဆိုရင်အမိဓမ္မာနည်းနဲ့ဆိုရင်ရူပခန္ဓာဝေဒနာခန္ဓာသိဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာခန္ဓာ၅ပါးမြောက်လာရလားရတယ်ယောက်ခန္ဓာ၃ပါးနာခန္ဓာက၄ပါးအဲ့တော့ ခန္ဓာလေးခန္ဓာလေးရနေတဲ့အတွေ့အကြောင်းခန္ဓာကြီးဒုက္ခကြီးပါပဲခန္ဓာကြီးပါပြီလို့ဒုက္ခရှိပါပဲအဲ့တော့ကောင်းတဲ့ခန္ဓာပိုင်းရရမကောင်းတဲ့ခန္ဓာပိုင်းရရခန္ဓာရပြီဆိုတဲ့နောက်မှာတော့ဒုက္ခတွေမရမှလားရမှလားရမှာအဲ့လိုလေအမှန်သိပြီးတော့မမြင်မှလားမြင်မှလားမြင်မှာပေါ့ဆင်းရဲမှုတွေကြုံနေရတယ်ဆိုလို့ရှိရင်အဲ့ဒီဆင်းရဲမှုအမှန်ကဒုက္ခသစ္စာပဲလေနော် အဲ့တော့ဆင်းရဲမှုအမှန်ကပါပါလေဒုက္ခသစ္စာနဲ့အဲ့တော့ဘာဖြစ်လို့ဒုက္ခသစ္စာရတာလဲဆိုရင်အဲ့ဒီအဝိဇ္ဇာနဲ့သင်္ခါရကပြန်ကြည့်လိုက်တဲ့အခါကျတော့သစ္စာပေါ်လိုက်တဲ့အခါကျတော့ तू ကသမုဒိယသစ္စာဗာသစ္စာပါလေသမုဒိယသစ္စာဟုတ်လားအဲ့တော့သမုဒိယသစ္စာရဲ့ဒုက္ခသစ္စာရဲ့သမုဒိယသစ္စာရဲ့ဒုက္ခသစ္စာရဲ့သစ္စာ၄ပါးထဲမှာသစ္စာ၅ပါးထဲနဲ့လည်နေရတယ်သစ္စာမှ၅ပါးနဲ့လည်နေရော၅ပါးနဲ့လည်နေရတယ်တဲ့ ဟုတ်လားသကုတ္တရသစ္စာဒုက္ခသစ္စာဟုတ်လားသင်္ခါရပစ္စယဝိညာဏနဲ့သင်္ခါရပစ္စယပါပါလေဝိညာဏဝိညာဉ်ဆိုတဲ့နာမှာတော့ဝိညာဉ်နာယုတ်တလယရဏဖန္တာဝေဒနာလို့ပရိစ္ဆသမုပ္ပါခန္ဓာ၅ပါးမရောက်လာရလားရပါပါဘုရားဘုရားတရားဟောတရားနာအခုထိုင်နေတာကခန္ဓာဘဏ္ဍာနဲ့ထိုင်နေတာပါလေ၅ပါးနဲ့ထိုင်နေတယ်အဲ့တော့ခန္ဓာ၅ပါးကိုတစ္ဆာဝဲတော့ ဒုက္ခသစ္စာသဘောတဘူချရတာမဆင်းရဲလားဆင်းရဲလားဆင်းရဲတာပေါ့ဝုဘူစေဘူချရတာလည်းမဆင်းရဲလားဆင်းရဲလားဆင်းရဲတာပေါ့နေဖို့တိုင်ဖို့မချဘူးလားချရတာချရတာပဲဒါလည်းမဆင်းရဲလားဆင်းရဲလားဆင်းရဲတာပေါ့သစ္စာဘွဲ့တော့ခန္ဓာ၅ပါးပါသစ္စာဒုက္ခသစ္စာဒီခန္ဓာ၅ပါးကနေပြီးတော့ဒါ ကဲတွေ့ကြည့်လိုက်အဲ့ဒီခန္ဓာသားပါးတွေကိုဘာတွေပေါက်ပွားလာတယ်ဆိုလို့ကြည့်ရင်နံပါတ်1အကွက်ကာခန္ဓာ၅ပါးနံပါတ်3ကိုကြည့်လိုက်တဲ့အခါကျတော့တဏ္ဍာရဲ့ဥပါဒံရဲ့ကာမဘဝရဲ့ပြောကြည့်ပါပါလေတဏ္ဍာရဲ့ဥပါဒံရဲ့ကာမဘဝရဲ့တဏ္ဍာရဲ့လူကျင်လာတဏ္ဍာပါပါလေလူကျင်လာအိလူကျင်နဲ့ကာလူကျင်နဲ့ရွှေလူကျင်နဲ့အစရှိတဲ့ပြီလူကျင်လာပါပါလေ တန်တာအဲ့တော့လိုချင်တဲ့လိုချင်တဲ့အတွက်ကြောင့်မဆွဲလန်းလားဆွဲလန်းလားဆွဲလန်းတာပေါ့ဆွဲလန်းတာကဥပါဒေနဲ့ဆွဲလန်းတာကဘာမလဲဥပါဒေပါဗျာအဲ့တော့တဏ္ဍာရဲ့ဥပါဒိုင်းရဲ့ကာမဘဝလေကာမဘဝမပြုတ်လို့ဘူးလားပြုတ်လို့လားပြုတ်လို့တာပေါ့အဲ့ဒီလိုပြုတ်လို့လိုက်ပြီဆိုလို့ရှိရင်ကာမဘဝပစ္စယဇာတိ ကာမဘဝပစ္စည်းအားဖြင့်လို့ဇာတိပါဖြင့်ဇာတိဆိုလို့ရှိရင်ပဋိသန္ဓေမနေရမှလားနေရမှလားနေရမှာပါနေရတဲ့ပြည့်တဲ့တိုင်းနေရတဲ့ဒုက္ခဆင်းရဲဟာလည်းပဲသစ္စာဘဝတော့ဒုက္ခသစ္စာပဲလေဘာသစ္စာပါလေဒုက္ခသစ္စာတဏှာရဲ့ဥပါဒဏ်ရဲ့ကာမဘဝရဲ့သစ္စာဖွဲ့မယ်ဆိုလို့ရှိရင်သမှုညာသစ္စာနေသူကအကြောင်းတရားတွေဘာတရားတွေပါလေအကြောင်းတရားတွေတဲ့ဟုတ်လားအဲ့တော့ဒီကဲ သမ္မာသဗုဒ္ဓဆာသာဖက်ပုဂ္ဂါဘာလို့ပြောတာတော့ဆိုလို့ရှိရင်အမှန်ကိုသိတော့ခန္ဓာဖြစ်စဉ်အမှန်ကိုသိရမယ်ဘာမှဖြစ်စဉ်အမှန်ကိုဘာဖြစ်တော့ သိရမယ်အဲ့တော့အမှန်သိအောင်မကြိုးစားမှလားကြိုးစားမှလားကြိုးစားမှာပါအဲ့တော့အဲ့လိုကြိုးစားတဲ့အခါမှာသူတော်ကောင်းတို့ကြိုးစားတဲ့နီးလေးနဲ့ကြိုးစားရမယ်နော်ဟုတ်လားဘလို့ကြိုးစားမလို့မလို့အလုံးလောက်မလို့သူတို့ကြည့်လောကီပဲဖြစ်ဖြစ်လောကရတာပဲဖြစ်ဖြစ်အလုံးလောက်တဲ့နီးလေးဘုန်းကြီးပြောပြမယ်သူတော်ကောင်းတွေဒီရဲ့နီးဘလို့နီးတော့သူတို့ချင်းနံပါတ်၁ယူတေရမယ်ပြောကြည့်ပါပါလေယူတေရမယ်နာမည်နှစ်ကယုံကြည်ရမယ် နံပါတ်၄ကဘာပါလဲညူရပါမယ်နံပါတ်၃မြက်လို့ရနံပါတ်၃ဘာပါလဲညံလို့ရနံပါတ်၄ကိုယ်တိုင်ကိုကြလို့ရမယ်နံပါတ်၄ဘာပါလဲကိုယ်တိုင်ကိုကြလို့ရမယ်နံပါတ်၅တဲ့စိတ်ဆက်မပြလို့ရမယ်နံပါတ်၅ပါပါလေစိတ်ဆက်မပြတ်လို့ရပါမယ်။ကဲကုသိုလ်ရှင်တို့သိချာနာတော်ကြည့်နော်။အဲ့တော့ယူသေးရမယ်၊ယုံကြည်ရမယ်၊မြတ်လို့ရမယ် ကိုယ်တိုင်ကိုကြလုံရပါလိမ့်မယ်စင်ဆက်မပြလုံရပါလိမ့်မယ်ကဲငမောတတဘုရားရှိဖို့ပြီဆိုလို့ရှိရဲ့မယူတရားမလားယူတရားမလားယူတရားပါဘုရားမယ်မယူတော့ပြီးတော့ဒီငမောတတနဲ့ ဘုရားကိုမယုံကြည်ရမလားယုံကြည်ရမလားယုံကြည်ရပါဗျာဒီနမောတသမမြတ်လို့ရမလားမမြတ်လို့ရမလားမြတ်လို့ရပါဗျာဘောနောက်ပြီးတော့ဘယ်လိုလုပ်အောင်ကိုတိုင်ကိုကြလို့ရမယ်တရားတရားလို့လည်းမဟုတ်ဘူးစင်ဆက်မမြတ်လို့ရမယ်စင်ဆက်မမြတ်ဆိုနေတိုင်းနေတိုင်းနှာတိုင်းနှာတိုင်းနေတိုင်းနေတိုင်းမလို့ရမလားလို့ရပါလားလို့ရပါဗျာ ောကေအတွက်ကြီးလိုက်အရောတရဏဂုံနဲ့ပူဇော်နမတတာနဲ့ပါလို့တော့ဘယာချီကိုဒါကြောင့်မို့လို့ဘုန်းကြီးတို့ဆိုတော့ဤဟိုဟာတိပေးတဲ့အထက်မှာဗါလေတော့နမောငါကျဲစီဝါတဲ့အမြက်လေးပြည့်အသက်ရှိအသက်ရှိကြီးနမတတာနဲ့ဘယာချီကိုကြနောက်ပြီးတော့အမြက်ကြီးကြီးမလောက်နော်နမတတာနဲ့ချီကိုကြ နောက်ပြီးတော့စီးပွားတက်ချိန်မှာတော့မနောနမောတတတဲ့ရှိခူညာဘယရှိပူတဲ့အကာကာလသမယမှာကိုယ်အကောင်းမှုတစ်ခုကိုပြုပြီးဆိုလို့ရှိရေယူသေးပါယုံကြည်ပါညံ့လို့ပါကိုယ်တိုင်ကိုကြလုပ်ပါဆစ်ဆက်မပြတ်လုပ်ပါဒါမှကိုယ်တိုင်ညမှာလေနော်ကိုယ်တိုင်လုပ်မှာပါဘီလို့ကိုယ်ကိုယ်တိုင်ညမှာပေါ့သူများလူခိုင်သူများပဲရမှာပေါ့နော်လားအဲ့တော့ဘာပဲပြောပြောအချိန်ကိုလုပြီးတော့ယူပါဘယ်သူမှမအားကြပါဘူးနော်ဟုတ်လား အကကြရမအားရရမဘုရားကိုဟိုဟာမြားရအောင်အမိအရာချီကိုကြတဲ့အရာဝဲအရာနာအနယ်ဆုံးတော့ချီကိုနိုင်ရမှာပေါ့နော်အဲ့တော့နေလေတိတ်ကိမလည်းပဲကိုရအလုံးကိုနဲ့ရောက်တဲ့ဆိုလို့ချင်းအရှိတ်ဘက်ကိုလည်းနမောနတသောင်းရင်ဆိုပြီးတော့ဘုဒ္ဓတရဏံကိသမိတမန္တရဏံကိသမိ ်ဤကောင်းမှုဤကောင်းမှုကြောင့်ဘုရားတပည့်တော်မှဘုရားတပည့်တော်ကျမ်းပါဘုရားသည်ခြံသာဘုရားသည်မဘုံနှိမ့်လိုက်ရဘုရားသည်လို့ဒီလိုလေးဆုတောင်းပြီးတော့အကုန်လုံးကိုယ့်ရဲ့ကုသိုလ်ကိုအမြတ်တမ်းပေးဝေမယ်ဆိုလို့ချင်းဘုရားရှိခိုးခြင်းကိစ္စမှာအောင်မြင်လားအောင်မြင်လားအောင်မြင်တာပေါ့အဲ့ဒါကြကြလို့ရှိဘလို့လောမနောနာဝသူရောသပ္ပိတာဌာနငါမျိုးသပ္ပိတာဝါသူရောကောင်းနေကျင့်နေငါမျိုးတဲ့မှာယူသေးပါယုံကြည်ပါမြတ်လို့ပါကိုယ်တိုင်ကိုကြလို့ပါစင်စဲမပြတ်လို့ပါလို့ဘုရင်ဒီ ဒီငါမျိုးကိုထကထကပြောတယ်ဆိုတော့ကြံခဲ့စေချင်လို့နော်မှတ်ပြီးတော့ကြံခဲ့စေချင်လို့ဟုတ်လား ်ဘုရားအဲ့ဒါကျွန်တော်ကိုယ်အခုဒီကဒီအခုဘုရားကြီးကိုအနုမောဒနာနမောတတလို့ဒီလိုသဘောကျတော့လားနေ့နေ့တည်းလေးလုံးမယ်ကလေးလေးလည်းလုံးမယ်ဘုရားကြီးရှင်ဆုံးပြောလိုက်တဲ့ကလေးလေးလုံးတယ်ဆိုလို့ရှိရင်ဘာလို့ဗာဖြစ်တော့ပညာပါတိုင်းလာကန်ပြီးတော့မရနိုင်လားညာနိုင်လားညာနိုင်တော့ဟောဒါကြောင့်မို့ကလေးလေးကိုလည်းပဲကိုယ်ကသင်ပေးပါလူသေးရပေးရမလို့တောင်းပါလားလာနေနေလည်းစားသားတော့နမောတတအရှင်ထဲမှာရောက်ပြီးတော့ဘုရားတဲ့နဲ့ ကိဇာမိတမန္တရနာကိဇာမိတမန္တရနာကိဇာမိတလောက်ဆိုရင်နှုတ်နောက်တိုင်းနော်အဲ့ကကျတော့ကလေးလေးအတွက်စိတ်အေးရတယ်ဒါလေးတွေကိုအေးရဝန်းတဲ့အသင်ပေးအေးရတာလည်းပါပြီတော့ သင်ပေးပါလက်ဦးစရာမလုပ်တဲ့တော့မိဘမှာလူလူလေးလာတဲ့အတွက်ကြောင့်ဘုန်းကြီးရဲ့အနုမောဒနာကိုဒီမှာဒီကောကပအဆုံးသတ်ပါမယ်နော်ဟုတ်လားအကကျော်တော်ဘုန်းကြီးမဆင်ကျင်တဲ့ကကိုကိုနမောဒနာမယအချိကိုတဲ့အကမှာကိုအိမ်မှာဘုရားကိုပါတယ်တော့ယူသေးယူယူသေးရမယ်ယုံကြည်ရမယ်မြတ်လို့ရမယ်ကိုယ်တိုင်းကိုကြလို့ရမယ်ဆင်ဆက်မပြလို့ရမယ်လို့ဒါလေးပြမှတ်ပါနော်ဟုတ်လားနမောတသကရတိပိဒနောတရဏကောနဲ့ပါပြတော့တိပိဒတော့ ဟောဤတရားဒီကောင်ကိုအစမတကိလိမတကတကမာရယ်ဆိုရလည်းပဲဒါလေးလေးဒီလေးဒါလေးတခုတည်းလေးမှတ်စေချင်တော့နော်အဲ့တော့ယူသေးပါယူကြည်ပါမြတ်လို့ပါကိုယ်တိုင်ကိုကြလို့ပါနောက်ပြီးတော့စင်စက်မပြလို့ပါလို့ဘုန်းကြီးအခုလိုမျိုးအိန္ဒိယမင်္ဂလာဗုဒ္ဓဘိသိကမင်္ဂလာအနေနဲ့ကျဆွာလူတန်းနဲ့ ကုသိုလ်ရှင်မိသားစုအပေါင်းတော်ခေါင်းတို့ကိုဟိုဣတာယုတို့အနုမောဒနာအနေနဲ့ဓမ္မလက်ဆောင်မြတ်ဝိပါရေနောင်းလာတော့ယူတည်ပါယုံကြည်ပါမြတ်လို့ပါကိုယ်တိုင်ကိုကြလို့ပါ နာဝိရဏကစစ်စက်မပြလို့လုံနိုင်ပြီးတက္ကလာချမ်းသာသူကမတ်တမ်းများအကုန်ရကြပါစေလို့ဆန္ဒပြုရင်ဘုန်းရဲ့အလုံးမောရဏဒီမဏိကုံကပါအစုံသတ္တပိပိကတိဟောသောအလောင်းတော်လေးပြေကောသာတင်ကမမိမိတို့ကြံစီရသောအကြာစီပုသမြတို့သည်ပရိပုဏ္ဏတို့နေစဉ်နေတိုင်းပကသံကယေဇံကအစာရှိသောပြုပြုသမြကုသိုလ်တွေအချိန်ကာလလုံးဝမ်းမြောက်စွာဖြင့်ပြီးပြည့်စုံနိုင်ကြပါစေကုန်သတည်းတာတူ တာတုတာတုပါရှင်ဗျာတန်ခါတော့အရှင်မြတ်လို့ဘုရားယင်းလေးဗုဒ္ဓဘိသိကဘုရား